မြန်မာစစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းများနဲ့မကိုက်ညီဟုပြင်သစ်အစိုးရကကြေညာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်အောင်ဆန်းစုကြည်နဲ့သမရဦးဝင်းမြင့်ကိုချက်ချင်းလွှင့်ရန်တောင်းဆိုမြန်မာစစ်တပ်ကပြုလုပ်မည့်ရွေးကောက်ပွဲမှာပွင့်လင်းမြင်သာမှုလွတ်လပ်မှုနဲ့အားလုံးပါဝင်မှုစံချိန်စံနှုန်းများနဲ့မကိုက်ညီဟုပြင်သစ်အစိုးရကကြေညာချက်ထုတ်ပြန်သည်ဂျမန်နေ့ကြောက်ရောက်ခဲ့သည့် 2020ပြည်နှစ်မြမအထွေထွေရွေးကောက်ပွဲပြစ်စမမြောင်နှစ်ပတ်လည်နေ့အစရာထုတ်ပြန်ကြေညာချက်တွင် အထက်ပါအတိုင်းပြင်းထန်အဆိုရကပြောဆိုကြေညာလိုက်ခြင်းဖြစ်သည်2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့တွင်မြမနိုင်ငံတွင်ကျင်းပခဲ့သောအထွေထွေရွေးကောက်ပွဲ၏ပြစ်စမမြောင်နှစ်ပတ်လည်နေ့ဖြစ်ပြီး2023ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့တွင်ဖြစ်ပေါ်ခဲ့သည့်စစ်အာဏာသိမ်းမှုနှင့်အတူထုံရွေးကောက်ပွဲ၏ရလဒ်များခိုးယူခြင်းခံခဲ့ရကြောင်း စစ်အစိုးရက၎င်းတို့၏ထိမ့်ချုပ်ထားသောနယ်မြေဒေသများတွင်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့တွင် စတင်ကျင်းပမည်ရွေးကောက်ပွဲသည်ပွင့်လင်းမြင်သာမှုလွတ်လပ်မှု အားလုံးပါဝင်မှုနှင့်အတိအမတ်ပြုခံရမှုဆိုင်ရာစံနှုန်းများနှင့်မကိုက်ညီကြောင်းပြည်ထောင်စုရာကကြေညာသည်စစ်အာဏာသိမ်းအဖွဲ့ကတရားမဝင်အာဏာသိမ်းခဲ့ချိန်မှစ၍နိုင်ငံရေးအကြောင်းပြချက်ဖြင့်ဖမ်းဆီးကာပြစ်ဒဏ်ချမှတ်ခဲ့သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နှင့်သမရဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများအလုံးကို ပြန်လွှတ်ပေးပါရန် ပြင်သစ်နိုင်ငံကထပ်မံတောင်းဆိုသည်စစ်တပ်ကအရတားများအ धिक ထိခိုက်နေနိုင်ရသည့်လေကြောင်းတိုက်ခတ်မှုများအပါအဝင်ဆက်လက်ဖြစ်ပွားနေသော အကြမ်းဖက်မှုများကိုပြင်သစ်နိုင်ငံကရှုံချပြီးမြန်မာပြည်သူများနှင့်ရင်ဆိုင်နေရကြသည့်ဆိုရသော လူမှုဒုက္ခများနှင့်တိတာထင်ရှားသည့် ဒေတာဆိုင်ရာအကျိုးဆက်များအပေါ်အလိုအမင်းစိုးရိမ်မခင်ဖြစ်မိကြောင်းပြည်တိအစိုးရ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်ပရိပက္ခအားငိမ့်ချမ်းစွာနှင့်ရေရှည်တည်တတ်စွာဖြစ်ရှင်းပေးနိုင်ရေးကိုရည်ရွယ်သည့်အာဆီယံဘုံသဘောတူညီချက်၅ရပ်အားပြည်တိနိုင်ငံကထောက်ခံကြောင်းရှင်းသဘောတူညီချက်ပါ အချက်အလက်များအထူးသဖြင့်အကြမ်းဖက်မှုလျှော့ချရေးနှင့် အားလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ပေးရန်အတွက်လည်းပြင်ထက်ကထပ်မံတောင်းဆိုသည်မြန်မာနိုင်ငံတွင်ရွေးရှည်တည်တံ့မည်နိုင်ငံရေးပြည်လဲမှုနှင့်တည်မြဲနိုင်သည့်ငြိမ်းချမ်းရေးရရှိစေရန်ဓာဝယ်ညီနိုင်ပေးနေကြသည့်အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံ၏အထူးကိုယ်စားလှယ်အော်တမဟရှင်နှင့်ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးတန်တမန်ဂျူလီဘစ်ရှပ်တို့၏ဂျိုးပန်းအားထုတ်မှုများကို ြင်သစ်နိုင်ငံကကြိုးဆိုထားသည်အော်တိုဗလာတရက်နေ့ကလည်းပြင်သစ်သမ္မတမက်ခရွန်ကဒေါအောင်ဆန်းစုကြည်ထံသို့စာရေးသားပေးပို့၍ပြင်သစ်နိုင်ငံအနေဖြင့်ဒေါအောင်ဆန်းစုကြည်ကိုမမေ့ကြောင်းထုတ်ဖော်ပြောဆိုထားသည်